။တင်းနေရတဲ့အမ်မိုကောင်းစီဂျိုလီနေချစ်စရာကောင်းနေလို့လူပြောများနေတဲ့ဝမ်မိုးရွှေ။တယောက်စာမင်းသမီးဝမ်မိုးရွှေကတော့ထူဆန်းပြီးတော့တန်မိုးကြီးတဲ့ဖက်ရှင်ပစ္စည်းတစ်ခုကိုစင်မြန်းပြလိုက်ပြန်ပါပြီ။ဝမ်မိုးရွှေစင်မြန်းပြလိုက်တာကတော့ဟော့ပေါ့စာရည်နဲ့ထည့်စားတဲ့အမ်မိုနဲ့တထရာလေးတူတဲ့ကောင်းစီဂျိုဖြစ်ပါရင်ဝမ်မိုးရွှေရအဆိုပါကောင်းစီဂျိုလီနေအရန်ချစ်စရာကောင်းနေတာကြောင့်လေလူပြောများနေတာပါ။အနုပညာလောကထဲမှာတော့ဝမ်မော်ရွှေကြီးကိုကံကောင်းတဲ့တရုတ်ဆောင်မင်းသမီးလေးအထူးသဖြင့်တရုတ်ဆောင်မင်းသမီးဝမ်မော်ရွှေကြီးဟာ အိမ်တော်ရေးကံကောင်းတဲ့မင်းသမီးလေးဖြစ်သတ်မှတ်ထားကြတာပါပြောင်းစာမင်းသမီးလေးဝမုံရွှေကြီးဟာတန်မိုးနဲ့ကထိုက်တန်တဲ့လက်ဝိညာဉ်တွေကိုစက်တေရှိရှိဆင်းမြဲပြနေတာဖြစ်ပါရင်မမုံရွှေကြီးဟာယခုလက်ရှိချိန်မှာမြန်မာနိုင်ငံရဲ့အာမြင့်ဆုံးထိုက်တန်ရုပ်ရှင်တရုတ်ဆောင်မင်းသမီးလေးတစ်လက်ဖြစ်နေတယ်လို့မြန်မာနိုင်ငံရဲ့ထိုက်တန်ချမ်းသာဆုံး ခရိုနီထရေကြီးဖြစ်တဲ့ကိုနိုင်ဖြိုးကျော်နဲ့လက်ထပ်ထားတာဖြစ်ပါရင်အားလုံးသိကြတဲ့အတိုင်းကိုနိုင်ဖြိုးကျော်ကိုခုချိန်မှာမြန်မာနိုင်ငံရဲ့အလားလားရှိဆုံးစီးပွားရေးလုပ်ငန်းရှင်တထေးကြီးတယောက်ဖြစ်သက်မှတ်ထားကြတာပါအထူးသဖြင့်ကိုနိုင်ဖြိုးကျော်ရဲ့စီးပွားရေးလုပ်ငန်းတွေကမြန်မာနိုင်ငံနေရာနဲ့မှာရှိနေတာဖြစ်ပါရင်ဒါကြောင့်လည်းကိုနိုင်ဖြိုးကျော်ရဲ့ချမ်းသာကျွမ်းမှုကအမေရိကန်ဒေါ်လာ10ဘီလီယံနီးပါးရှိတယ်လို့ဆိုပါရင် ဒါကြောင့်လေဒီလိုချမ်းသာကြွားနေခင်မုန်းကိုပိုင်ဆိုင်ခွင့်ရထားတဲ့တယောက်စာမင်းသမီးဝမ်မော်ရွှေဟာကိုရိုင်းနဲ့မြန်မာနိုင်ငံရဲ့ထိတ်တန့်ရုပ်ရှင်မင်းသမီးဖြစ်တယ်လို့ကြည်တဲ့ချမ်းသာကြွားတဲ့တတိကတော်ဘွားကိုလေပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဒါကြောင့်လေဝမ်မော်ရွှေဟာတန်မုန်းနဲ့ကထိတ်တန့်နဲ့လဝတ်ရတနာတွေစင်မြန်းခွင့်ရနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့အကယ်ဒမီပွဲညမှာဆိုရင်ဝမ်မော်ရွှေဟာမြန်မာငွေ3သိန်းကျော်တောက်တန်ဖိုးရှိတဲ့မြမကြောင်စင်းလေးဆွဲနေဂုံတင်စေခဲ့တာပါ။အဆိုပါကြောင်စင်းလေးဆွဲကြည့်ရဖို့အတွက်နေဝမ်မော်ရွှေရဲ့ခင်မုန်းကိုနိုင်ဖြိုးကျော်ဟာဖားခန့်ကနေကြောင်စင်းရိုင်းတုံးကိုထုခွဲပြက် ခါအချောတွေပြုတ်လုခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်ဝမ်မောရွှေရထိတ်တန်းရနာရွှေဆိုင်ဖွဲ့ပွဲမှာတန်မိုးကြီးဆုံးရွှေနဲ့ဗရံများလေဆွဲကြီးကိုကျက်တည်ရှိရှိဆင်မြန်းခဲ့တာပါ။ထိတ်တဲ့ရနာဆိုင်ဖွင့်ပွဲကိုတက်လန်းလာခဲ့တဲ့နုပညာရှင်များကြီးတဲ့မှာမှာဝမ်မုံရွှေရာလှဆုံးတဲ့တန်ဖိုးကြီးဆုံးဗရမ ्या လေဆွဲရတနာကို စင်မြန်ခွေရခဲ့တာလေးဖြစ်ပါရင်ဒါပြင်တင်းနေရတဲ့ကြီးမန်ဆာတွေကိုဝစ်ဆင်ခဲ့တာပါအခုခါမှာတော့တရုတ်ဆောင်မင်းသမီးဝမောရွှေရာထူးထူးခြားခြားအရာတခုကိုဝစ်ဆင်လာပါပြီအဲ့ဒါကတော့အမုံခေါင်းစီဂျိုးပါဝမောရွှေကခုရပိုင်းဆော့ထားတဲ့ TikTok ဗီဒီယိုထဲမှာထူးဆန်းတဲ့ခေါင်းစီဂျိုးနဲ့ဆော့ထားတာဖြစ်ပါတယ်အဆိုပါခေါင်းစီဂျိုးဟာပလဲတွေနဲ့စင်မြန်ထားတာဖြစ်ပါတယ်ဒါပေမဲ့ဝမောရွှေရဲ့ခေါင်းစီဂျိုးဟာအမုံစင်နေတူလို့အချို့ကလည်းစားကျင်နေကြတာပါအဆိုပါဝမောရွှေရဲ့အမုံခေါင်းစီဂျိုးဟာသိန်း2000တန်တယ်လို့လည်းသိရပါတယ်အဆိုပါခေါင်းစီဂျိုးကိုနိုင် ငယ်ကြားကဒီဇိုင်နာကဒီဇိုင်းရေးဆွဲထားတယ်လို့သိရတာဖြစ်ပါတယ်။အခုခါမှာဟိုမိုရွှေရဆိုဝါအမိုစပင်းဒီဇိုင်းလေးနဲ့ရှမ်းကုန်မှာချစ်စရာကောင်းနေတာဖြစ်ပါတယ်။ဒါကြောင့်လေလူတွေကချစ်ခင်နေကြတာပါ။ဒါပြင်ဟိုမိုရွှေကိုမင်းသမီးတစ်ပါးလို့ထားထားပေမဲ့ကိုနိုင်ဖြိုးကျော်ကိုချစ်ကျူးနေကြတာဖြစ်ပါတယ်။ဒီအကိုကြီးရှုနေကြတဲ့ပရိသတ်တရားရုံအမိုကောင်းစီချိုးလေးနဲ့လူပြောများနေတဲ့ဝုမိုရွှေကိုမိမိတို့ရဲ့အမြင်လေးရှင်လေးပြောသွားပေးခဲ့ပါအောင်ရှင်။ အာပိနာဆင်ခဲ့ကြတဲ့တွင်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့စန်နီနေနုပညာရှင်ရဲ့တင်းရတူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မေးကြပါနဲ့လို့ရှင်။အာပိနာဆင်ခဲ့ကြတဲ့ပြည်သက်တယောက်ချင်းစီတိုင်းကိုစိတ်နှလုံးရှင်လဲချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆူတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေ။